ဇွဲကမင်းတောင်ကြီးကိုကြည့်ရင်ထီးကျက်နေသလိုပဲကျွန်တော်ကင်မရာမန်နှစ်ယောက်လုံးလိုပဲတရား LDRS တရားအသေးကွဲနေအဲ့လိုမျိုး feeling မျိုးခံစားရတာပေါ့ဇွဲကမင်းတောင်ကြီးကိုကြည့်ပြီးတော့သူတို့ကိုကိုချင်းစပေးနေရအဲအဲ့လိုမျိုး feel မျိုးရဒီတော့ငါဒီလိုမျိုးဆွေးမြေ့စရာကောင်းတဲ့ဇွဲကမင်းတောင်အလှနဲ့ဒေါက်လျှောက်ဓာတ်ရိုက်ကြည့်မယ်ဒီလိုမျိုး အာရှလန်ဟောင်းလမ်းမကြီးဘေးမှာ မျက်နှာစာ ပေတရာအနောက်ပေတရာပေတရာပတ်လေဒီဘက်ခြမ်းလေးမှာက ဘယ်လိုမျိုးနေထားမျိုးရှိလဲဆိုတော့အများသောအားဖြင့်ပေါ့နော်အဒါလမ်းမကြီးဆိုလို့ရှိရင်ဒီဘက်ချမ်းတွေကမြေနှိမ့်ကြသွားတယ်လူတရက်စားတော့ဒါပေမဲ့ဒါကကုံကားကြီးထားလို့ရအောင်မြေဖို့ထားတဲ့နေရာလေးဖြစ်ပါတယ်ဆိုတော့ဒီမျိုးနေထားလေးရှိုးပေါ့နော်တော်တော်မြေမာတယ်နော်မြေမာတယ်ဆိုတဲ့နေထားလေးမှာလုံးဝမာစားကြီးပဲနော်ချောင်းနဲ့လာလုံနေမှာကုံကားတောင်ထားထားတာဆိုတော့ကဓာတ်ချန်လေး ထူးခြားချက်ရှိတယ်။ဘာထူးခြားချက်လဲဆိုတော့အရှိမကအာရှလမ်းမကြီးအနောက်မှာရွာလမ်းအဲ့လိုမျိုးဘယ်လိုပြောမလဲလမ်းတစ်ဖက်ပွင့်လို့ပဲပြောမလားလမ်းတစ်ဖက်ညက်လို့ပဲပြောမလားအဲ့လိုမျိုးနည်းနည်းထူးခြားတဲ့အနေအထားလေးရှိရပေါ့နော်ဒီအပင်တိရောလားอืมอืมအဲ့တော့ဒီနောက်မှာလည်းလမ်းရှိရနော်ရွာလမ်းอืมရွာလမ်းရှိတယ် အဲအဲ့လိုမျိုးဆိုတော့ကဒီလိုမျိုးအနေထားလေးတစ်ခုမှာအဲလှမ်း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 ပပလေးလှမ်းလှမ်းပပလေးဟုတ်တယ်အဲကွက်တီဘောကောင်းမလေးတရားနဲ့ဆိုရင်အဲလေမောင်ကျော်လဲကြပြားဆန်းเนาะမရအောင်ဆိုတော့ကဒါကလမ်း area မကြည့်ကျွန်တော်ပြမလို့ဒီမှာသူတိုင်ခြားရတယ်ဒီတိုင်ကနေပြီးတော့ဒီနေရာထိကဒါလမ်း area ထားထားတာအဲကြည့်မလား ဟမ်အဲ့လိုမျိုးနေထိုင်မျိုးဖြစ်တယ်ဆိုတော့ကကျဲကြီးပဲနော်ကိုချန်တော်တော်ကျဲပါနဲ့တော်တော်ကျဲပါနဲ့ဒီမှာရေပိုက်တောက်ရှောင်းမြုပ်လာတယ်ဟောတော့ဗောဒီအကောင်လုံးရေပိုက်မြုပ်ချလာလိုက်တာအဲ့လိုမျိုးတောက်ရှောင်းသူ့ချန်အပွင့်အော်ကျွန်တော်ကြည့်ရစီဆိုင်လိုမျိုးစီဆိုင်လိုမျိုးလောက်ထားလားမသိဘူးဘယ်လိုဖြစ်လို့လဲဆိုတော့ဒီမှာကားဝင်လာမယ်ဟိုမှာကားပြန်ထွက်မယ်ဟိုဘက်ချန်ပြလိုက်ဟုတ်လားဟိုဘက်ချန်ပြလိုက် အဲ့လိုမျိုးရှိဆိုင်ဒီဇိုင်းကလာမျိုးကိုမြည်ဖို့ချတာတာကွာလုံးဝအပြည့်ပြောမစွင်ဒါကတော့အမြန်လန်းဥပဒေအရဒါကတော့လမ်းနဲ့နမိတ်ပဲဒီမှာသူ့ခြံကဒီထက်ကနေဆတာလာဒီမှာလမ်းဆိုလို့ရှိရင်သူ့ခြံကဒီမှာအဲ့လိုမျိုးဆတာတေချာလာကြည့်လိုက်ပေါ့နော်စိတ်ဝင်စားတယ်ဆိုရင်မာညနေဆတာအနောက်ဥပဒေရသွားမယ်ညနေစာပဒေရရှိမယ်အတိပဲဇွဲဝင်းအောင်ဇူးလေးနဲ့ ော်တော်မိုက်တယ်နောက်ပြီးတော့ဒီဘက် channel လေးမှာကပိုင်ဆိုင်မှုအနေထားတွေက R2 တွေများတယ် R2 R3 တော့မဟုတ် R2 တွေများတယ်ဆိုတော့ကသူ channel လေးအာသာဝါတာကရွာ mainland မှာအဝင်လမ်းဘက် channel ရှိမယ်ဒီဘက် channel မှာလည်းရွာအိမ်တွေတန်းစီနေမယ်ဆိုတဲ့အနေထားလေးတစ်ခုမှာဒီ quality ပြင်ကြီးပေါ့နော်ဒီ quality ပြင်ကြီးကိုမြေဖို့ပြီးသားဆိုတဲ့အနေထားလေးတစ်ခုမှာမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဇွဲကမိတောင်ကြီးနဲ့အပြိုင် အထီးလာကြံလို့ရပါတယ်ကျေးဇူးတင်ပါတယ်